နောက်တစ်ခါခရစ်တော်သမားနဲ့မင်္ဂလာပါ။အာ EMCF ရဲ့26နှစ်ပြည့်ဝန်းနေ့မှာမထိုက်မထမ်းမနဲ့လာရောက်ပါဝင်ခွင့်ရတာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်။ပါဝင်ခွင့်ပေးတဲ့ဘုရားသခင်တာ၍ဘုန်းချီးပါစေ။ဆိုတော့ကျွန်တော်ဘာကြောင့်မထိုက်မထမ်းလဲလို့ကျွန်တော်ပြောရလဲဆိုလို့ရှိရင် Hello 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 ။ဟုတ်ကဲ့။ကျွန်တော်ပြီးခဲ့တဲ့ ဆန္ဒလပိုင်းကတည်းကအရန်အေးတဲ့ဟိုပန်ဒေတာမှာကျွန်တော်သွားပြီးတော့မှခရစ်မတ်ပွဲနဲ့အတူပေါ့သွားရောက်ပြီးတော့မှချီးမွမ်းချီးလက်ချီးမွမ်းတယ်ဒုတိယပိုင်းကျွန်တော်ဖြောပြေးကြတယ်ပေါ့အားရပါရဆိုဖြောပြေးတဲ့သူတွေကလည်းအနေငယ်နေတဲ့ခါမှာကျွန်တော်တို့အားရပါရဆိုထလိုက်တာဒီဘုတ်ကခတ်ပါရောင်းသွားတယ်ရောင်းပြီးတော့မှကြားမှာကျွန်တော်မသိဘဲနဲ့ပွဲတွေလိုက်တပွဲတည်းပေါ့ကျွန်တော်လိုက်ပြီးတော့မှဖြောပြေးတဲ့အခါမှာပွဲဆိုပြီးပြီဆိုလို့ရှိရင်ကျွန်တော်အတန်အောင်နောက်နေ့အတွက်ပျောက်သွားပြီ အတန်ကနာနေလားဆိုတော့နာတာလည်းမဟုတ်ဘဲနဲ့အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်ကိုကိုကိုလည်းဒီ vocal cord ရောင်းလဲဆိုတော့ကျွန်တော်မသိဘူးမသိဘဲနဲ့အဲ့လိုမျိုးဖြစ်တဲ့အခါမှာအတန်ကဘလို့မှဆက်ဆူလို့မရတဲ့အခြေအနေမှာဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါမှာကျွန်တော်တော်တော်စိတ်မကောင်းဖြစ်တယ်ဘာကျွန်တော်တို့ကရုပ်ရည်နဲ့လှုပ်ရှားဖို့လည်းရုပ်ခံလည်းမရှိအရက်နဲ့လှုပ်ရှားဖို့လည်းအရက်ကလည်းပုစင်မပြေပြန်ဆိုတော့ဒီအတန်ပဲရှိတဲ့အခါမှာဒီအတန်နဲ့ လှုပ်ရှားဖို့ကလည်း court ကရောင်းနေတော့ကိုကို court ကြောင့်မမသိတာမန်ပုံမှန်ဒီ covid ရဲ့နောက်ဆက်တွဲ side effect လို့ပဲကျွန်တော်ထင်တဲ့အခါမှာအဲ့လိုမျိုးတော်တော်စိတ်မကောင်းဖြစ်တယ်ပေါ့နော်တော်တော်စိတ်မကောင်းဖြစ်ပြီးတော့မှကိုကနည်းနည်းလေးစိတ်ထဲကျလာတဲ့အပိုင်းတွေရှိတယ်ကျွန်တော်ရဲ့မျောလင့်ခြင်းတွေမောင်မိုက်သွားတဲ့အပိုင်းလေးတွေရှိလာတယ်အဲ့ခါမှာကျွန်တော်ကတကယ်တမ်းကျတော့ကျွန်တော်ကဒီဟိုဆလိမတော့ကောမစားအယက်မတော့ဘီယာမတော့တဲ့အထဲမှာပါတယ်အဲ့မှာကျွန်တော်စိတ်ထက်ကြက်လာတဲ့ခါမှာ ါယုံကြည်သူသာသမီရှင်မုံလို့အနေငယ်ဝန်ခံတာပါအနေငယ်ဒီရလေးတောက်တက်လာတခွက်တစ်ဖလားလေးတောက်တက်လာအရက်တော့မတောက်တက်ဘူးဆက်လိလဲနည်းနည်းလေးဖွာတက်လာတယ်ကျေးဇူးတော်ပဲအတန်ပူပြောက်သွားရောဖရာသခင်ကချစ်တဲ့သားကိုဆုံးမတယ်ဆိုတော့ဒါအမှန်ပဲကျွန်တော်လက်တွေ့ပဲဆိုတဲ့အခါမှာကျွန်တော်ကိုတကယ်ပြန်ပြီးတော့မှအားပေးတဲ့လူကမချသေးခင်ကမှယုံကြည်သူဖြစ်လာတဲ့ကျွန်တော်ရဲ့ဇနီးတွေပဲဖြစ်တယ် ။တင်းမှာယုံကြည်ချက်မရှိဘူးလား။ငါတို့ကိုးကွယ်တဲ့ဘုရားသခင်တတ်နိုင်တယ်လေ။ဟာလေလုယာ။သူစီကကျွန်တော်ပြန်ကြားတယ်ကျွန်တော်မချင်မဘူး။ဆိုတဲ့အခါမှာတလာပြီးတလာတလာပြီးတလာကျွန်တော်တို့ကခဏလပိုင်းလေးရောက်လေရောက်ရောအမမန်တော့ပြရမှာသူရဲ့မဲဆောက်မှာသူရဲ့တအိမ်အာကိုတော့ပြရမယ့်ခါမှာကျွန်တော်ကလိုက်ပို့လေလိုက်ပို့ပြီးတော့မှဆေးရုံကဆရာမကြီးကကောင်းကောင်းတစ်ခါလေး check လုပ်လိုက်ပါလားဆိုကျွန်တော်ပြလိုက်တဲ့ခါမှာ ကျွန်တော်အတန် card ကတော်တော်ကြီးကိုရောင်နေတာ ဖြစ်တယ်ပုံမှန်မဟုတ်တဲ့ရောင်ခြင်းနဲ့ရောင်တာဖြစ်တယ်နောက်တစ်လလောက်တာကျွန်တော်ကဒီလိုမျိုးစကားအကျယ်ကြီးဆက်ပြောမယ်တခြင်းဒီပိုင်း like also မယ်ဆိုလို့ရှိရင်ခွဲရမယ့်အနေထားတော့ဖြစ်သွားပြီဆိုကျေးဇူးတော်ဘုရားခင်ကကြိုတိရတော်ခွင့်ကိုပေးတယ်ဆိုတဲ့ခါမှာအနေငယ်ဆင်ကျင်လိုက်တယ်ပေါ့နော်ဥမာကျွန်တော်အရန်ကြိုက်တဲ့ငပိရည်တွေဆိုကျွန်တော်ငပိရည်နဲ့ခဏတာလမ်းခွဲရတယ်ဝမ်းနေစရာပဲ ျွန်တော်အရင်ကြိုက်တဲ့ဒီရင်နွေးချမ်းဆိုတော့အပူလည်းတောက်လို့မရဘူးအေးလည်းတောက်လို့မရ gas bar တဲ့ဟာကြီးလည်းတောက်လို့မရဘူးပဲတွေလည်းစားလို့မရဆိုကိုကြိုက်တဲ့အရာတွေကြီးပဲဖြစ်နေတော့ဒါမဲ့ကျေးဇူးတော်ပဲအခုနကအနေငယ်ဆွဲလန်းလာတဲ့ဒီရလည်းခဏတာအတွင်းပြတ်သွားတယ်ကျေးဇူးတော်ပဲစလိတ်လည်းပြတ်သွားတယ်ဆိုတော့ဖရာသခင်ကချစ်တဲ့သားကိုဆုံးမသလိုအခုနကမောင်မိုက်နေတဲ့ကျွန်တော်ရဲ့မျော်လင့်ခြင်းကိုပြန်ပြီးတော့မှ ျွန်တော်ဇနီးတဲ့အဖင်တော်လကောက်ကျွန်တော်ဆရာသမားတွေအဖင်တော်ပြန်လဲလင်းလက်လာတယ်ကျွန်တော်တို့မြေအောင်ကြည့်လိုက်ပါပေါင်နေတဲ့အခန်းတစ်ခန်းထဲမှာကျွန်တော်သွားပြီးတော့မှ ကျွန်တော်တို့ရဲ့ဂုံတွေ drug တွေကိုသွားပစ်ထည့်လိုက်လဲအဲ့ဒီခန်းလင်းသွားမှာမဟုတ်ဘူးမှောင်နေတဲ့အခန်းထဲမှာရွှေငွေစည်းစိမ်ဥစ္စာသွားပစ်ထည့်လဲအဲ့ဒီခန်းကလင်းလာမှာမဟုတ်ဘူးမှောင်နေတဲ့အခန်းမှာလောကမှာနိုင်မဲ့ကြီးနေတဲ့ကျွန်တော်တို့သမ္မတဒေါ်နယ်ထရမ့်တို့ဘယ်နာမည်ကြီးတဲ့လူသားတဦးတယောက်ဝင်သွားပလိစီအဲ့ဒီအခန်းက လင်းလာမှာမဟုတ်ပါဘူးဒီအမောင်ကိုလင်းစေတော့အရာတစ်ခုတည်းတော့အရာကအလင်းပဲဖြစ်တယ်အဲ့လိုပဲကျွန်တော်ရဲ့မောင်မိုက်ချင်းမျောလင်းချက်တွေကိုလင်းလာစေတဲ့အရာကသခင်ခရစ်တော်ပဲဖြစ်တယ်ဟာလေလုယာကျွန်တော်ဘာမှမတတ်နိုင်ဘူးကိုရောကိုရောကသာပြန်လည်ပြီးအားကိုးတယ်ကိုရောကသာပြန်ပြီးကျွန်တော်မျောကြည့်တယ်ဆိုတဲ့အခါမှာကျွန်တော်ရဲ့မျောလင်းချင်းမောင်မိုက်နေတဲ့မျောလင်းချင်းကိုဖခင်သခင်ကပြန်ပြီးလင်းစေတာဖြစ်တယ်သူတပါးရီတာပါဆိုတော့ကျွန်တော် ဘုရားသခင်ကိုကျွန်တော်အယမ်းချစ်တယ်ဆိုတော့ကျွန်တော်ဒီမှာဖိတ်ခေါ်တဲ့အာဆရာသမားတွေဒီကအသင်းတော်ကညီကောင်မောင်မတွေအားလုံးကိုလည်းယေရှုတင်တယ်ကျွန်တော်မလာဘူးလို့ကျွန်တော်ကိုကျွန်တော်ကြောက်ရွံ့သာကျွန်တော်ဝန်ခံတယ်ဆရာမဖြစ်ပါမလားဆရာဆံပြီးလဲကောင်းသွားလိုက်ပါဘုရားအလုပ်လုပ်ပါလိမ့်မယ်ဒါမဲ့လူသားဖြစ်တဲ့ခါမှာတော့ကျွန်တော်အနေငယ်တော့စိုးရွံ့မိတယ်ဒါမဲ့ကျွန်တော်ဒီမှာမတ်တရက်တာကျွန်တော်ရဲ့ခွန်အားမဟုတ်ပါဘူးကျွန်တော်အခုချီးမွမ်းမဲ့အတန်ကလည်း ကျွန်တော်တော်လို့တက်လို့မပေါ့ကျွန်တော်ထက်ကောင်းတဲ့လူတွေအများကြီးရှိရဲ့ချီးမွမ်းတဲ့အခါမှာကောင်းမှချီးမွမ်းမှုမဟုတ်ပါဘူးတကယ်ပဲရင်ဘတ်ထဲမှာချီးမွမ်းမှုဖြစ်တယ် Okay အဲ့တော့အားလုံးရတဲ့သချင်းလေးပါတောင်ထိတ်နဲ့တည်တော့မြို့ဆိုတဲ့သချင်းလေးကိုကျွန်တော်တို့တူတူချီးမွမ်းရအောင်ကျွန်တော်တို့ကမချီးမွမ်းရင်အောက်ကကြောက်ခဲနေဖြာချီးမွမ်းလိုက်မယ်နော် Okay ကျွန်တော် 者の子国まさに出し初の旅 Ja, <laughs> ich habe es gesagt, ich habe es gesagt, ich <laughs> habe <laughs> es